ချီဂွေဗာရာချီဂွေဗာရာချီဂွေဗာရာဒီပေါ်နေရာမှာဖမ်းခံလိုက်ရသည် သူ့ကိုဖမ်းမိစေရန်သတင်းပေးသော လေသမားကိုအာနာပိုင်တွေကမေးသည်မင်းတို့အခွင့်အရေးအတွက်သူ့ဘဝနဲ့ရင်ပြီးအကာအကွယ်ပေးနေတဲ့သူကိုဘာဖြစ်လို့မင်းကတစ္ဆာဖောက်ရတာလဲလေသမားကပြန်ဖြေတယ်သူတို့ဆစ်ဖြစ်နေတာကျုပ်တို့တွေလန့်ကုန်လို့ဟုဆိုတယ် ျွန်တော်ဖက်ဖူးရီမတန်းအရာခြေခွေဘားရကိုဘိုလီးဗီးယားမှာဖမ်းမိသည်ဆိုသည်မှာလေသမားတဦးဤသတင်းပေးမှုကြောင့်ဖြစ်သည်ထိုဒေသခံလေသမားကိုလည်းအာနာပိုင်တွေကငွေကြေးများ ပေးခဲ့သည်ဟုဆိုပါသည်ဒေါ်လာရေးသမားတွေရဲ့အမြင်အရခြေသည်ပြည်သူအခွင့်အရေးအတွက်တိုက်ပွဲဝင်နေသူတဦးဖြစ်တော်လဲတာမန်လေသမားတယောက်တွင်မူဘာမှမဟုတ်သည်ကို တွေ့ရသည်ထိုသူက သူ့ကိုယ်ပိုင်ဘဝငြိမ်းချမ်းရေးနဲ့အသက်မွေးဝမ်းကြောင်းအတွက်သာကြည်ပြီးတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုသည့်သဘောကိုနားမလည်သူဟုယူဆရမည်ဖြစ်သည်။တာမန်လူကိုမပြောနဲ့ချမ်းသာသူတွေကရောတိုင်းပြည်ပေါ်မိတို့သဘောထားကြသည်။ဆိုခြင်းကိုအခြားဥပမာလေးတစ်ခုဖြင့်ဖော်ပြလိုပါသည်။နပိုလီယံဆိုးမိုးသည့်ခေတ်ကာလတွင်အီဂျစ်နိုင်ငံကိုသိမ်းပိုက်ရ၌အီဂျစ်ခေါင်းဆောင်မိုဟာမက်ကာရင်သည် ြင်သစ်တို့ကိုတော်လန်ရာ၌ထင်ရှားသည့်ခေါင်းဆောင်တို့ဖြစ်သည်ကာရင်ကို နပိုလီယံတက်ကဖမ်းမိသည် သူ့ကိုတေရန်စီရင်လိုက်သည် သို့သော နပိုလီယံကသူ့ကိုခေါ်တွေ့သည် ကျွန်ုပ်သည် သူ့တိုင်းပြည်နှင့်လူမျိုးတို့အတွက်တတိရှိစွာ ခုခံတော်လံပေးနေသူတဦးကိုအဆုံးစီရင်ရမိအာစိတ်မကောင်းပါကျွန်ုပ်တမိုင်းကိုလည်းသူတိုင်းပြီသူ့လူမျိုးအတွက တော်လံပေးနေသူတဦးအားအဆုံးစီရင်ခဲ့သူတဦးအနေဖြင့်မှတ်တမ်းအတင်မခံနိုင်ပါတို့ဖြစ်ရာတင့်သက်ကိုဖြန့်သာပေးလိုက်မည်ငါအားရွှေရင်းကအပြားသသိမ်းပေးဆောင်ရမည်ကျွန်ုပ်စစ်သားတွေဆုံးရှုံးခဲ့ရသည့်အတွက်ရော်ကြီးဖြစ်သည်ဟုပြောလိုက်သည်မိုဟာမက်ကာရင်က ပြုံးလိုက်ပြီးကျွန်ုပ်မှာ ထိုမြများပြလာသောငွေကြီးမရှိသူရတွင် ကျွန်ုပ်ထံ၌ရွှေရင်းကသသိမ်းမကထိုက်တန်သော တထေးကုံတွေများစွာရှိသည် နပိုလီယံလည်းသူ့တည်တံကိုရက်ရွှေဆိုင်ပေးလိုက်ပြီး သူ့ကိုရွှေတင်းကားပြားများစုဆောင်းရန် အချိန်ကန့်သတ်ပေးလိုက်သည်ကာရင်သည်နပိုလီယံစစ်သားတွေနဲ့အတူ ကုံတွေများစုဝေးရာဈေးကိုလာခဲ့သည်ကာရင်က သူ့ကိုထောက်ခံမှုသော ကုံတွေများနဲ့တွေ့ပြီးသူ့အသက်ချမ်းသာရာရေးအတွက်ရွှေတင်းကားများထောက်ပံ့ပေးပါရန်အကူအညီတောင်းသည်သို့သော် မိသည့်တည်းသူကျွဲကုံတွေတွေကမြသူ့ကိုတပြားတစ်ချက်မှမထောက်ပံ့ကြပေမထောက်ပံ့သည့်အပြင်ကာရင်ကိုပင်သူတို့စီးပွားရေးပြက်ပြားအောင် လုပ်နေသည်ဟုဆွဆွဲပစ်တင်ဝေဖန်လိုက်ကြသည်သည်ကာရင်ကို နပိုလီယံစစ်သားတွေကပြန်ခေါ်လာသည် ကာရင်က ကျွေးကွဲဝမ်းနေစွာဖြင့်တင့်ကိုငါတပြားမှမပေးနိုင်ပြီဟုဆိုလိုက်သည်နပိုလီယံကသင်သည် ကျွန်ုပ်တို့ကို တော်လန်တော်လဲ တင့်ကိုငါမတတ်အဘဲကြောင့်ဆိုတော့တင့်လိုကိုတိုင်းပြီးကိုလူမျိုးအတွက်တက်ဆွန့်ပြီးလှုပ်ဆောင်နေသူတဦးနောက်တွင် ရေသားခိုးအချောင်လိုက်နေသူတွေအများကြီးရှိနေကြောင်းတင့်သဘောပေါက်စေခြင်းသည်တင့်အားထားယုံကြည်နေသည့်အခွင့်အရေးသမားတွေမှာအမှန်တကယ်အရေးကြုံလာသောတင့်ဘက်မှာ မရှိကြောင်းတင့်သိလျင် တော်ပြီကိုတိုင်းပြီးလွတ်လပ်ရေးကိုတင့်လိုလူမျိုးကမိမြလှုပ်ပေးနေသည်ဆိုစီအရေးကြုံလာလျင် ကိုလွတ်ယုံပြေးသူတွေ ရှိနေကြောင်းတင်သိလင်တော်ပြီတင့်ကို ပြစ်ဒဏ်မှလွတ်လိုက်သည်ဘာသာပြန်တင်ညွန်း